ဟေးအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်အနေနဲ့ခရီးအန်တိုင်းတည်တည်တည်ထိုင်တဲ့အကြောင်းအရာတစ်ခုကိုဖြောင်းဝေခြင်းပါတယ်အဲ့ဒီအကြောင်းအရာကဘာလဲဆိုရင်ကျွန်တော်ခရီးအန်တိုင်းရဲ့ယုံကြည်မှုတစ်ခုဖြစ်တဲ့ခရစ်တော်ကိုယုံကြည်တဲ့လူတိုင်းဟာဒီခန္ဓာကိုယ်တည်လွန်တဲ့ level အဝိညာဉ်ဟာကောင်းကင်နိုင်ငံတော်ရောက်မယ်ဆိုတဲ့ယုံကြည်မှုတစ်ခုဖြစ်တဲ့ okay အဲ့ဒီယုံကြည်မှုအแทမှာကျွန်တော်ကက်တဲ့အသေးနော်ကနေစပြီးတော့เนาะအာခရီးအန်တော်တော်အများပိုင်းကယုံကြည်တဲ့အရာကခန္ဓာကိုယ်ကတော့တည်သွားတယ်မြင်ဖို့ပြန်ဖြစ်တယ်ဒါပေမဲ့ဝိညာဉ်တော်ဟာ လူတယောက်ရဲ့ဝိညာဉ်ဟာဆိုရင်ကောင်းကင်နိုင်ငံတော်မှာရောက်နေနေတယ်ကောင်းကင်နိုင်ငံကိုရောက်တယ်ဆိုတဲ့အယုံကြည်မှုတစ်ခုဖြစ်တယ်အာဒီတိုင်းမဲ့ Sunday Adventist လို့ခေါ်တဲ့ Seventh Adventist Church ပေါ့နော်သူတို့ရဲ့ယူဆမှုတစ်ခုကပါလဲဆိုရင်ဝိညာဉ်ရောအိတ်နေတယ်နော်တခင်ယေရှုဒုတိယခြင်းမရောက်လာမချင်းဒုတိယခြင်းပြန်မကြောက်လာမချင်းဝိညာဉ်နဲ့အိတ်နေတဲ့ခန္ဓာကိုယ်လေးဆွေးမြေ့နေတယ်ဝိညာဉ်ကလည်းဘယ်မှမတော်ဘူးတပွားလို့တင်းကျိုင်းကုန်ပါပဲ အာရှိနေတဲ့အိတ်နေတဲ့ soul sleep doctrine လို့ခေါ်တယ်။အဝိညာဉ်ကအိတ်ဆက်နေတဲ့ဘဲမမမတော်ဘူး။ကောင်းကင်လက်ကျိုးမှာရောက်ဖို့ဆိုတဲ့အယူဆဖြစ်တယ်။အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့စနေအတင်းတို့လိုပဲယူဆတာပေါ့နော်။သူနဲ့သူ interview တခုဒါ Doctor Heaven ရဲ့အာအမြင်လေးကိုကျွန်တော်တို့ကြည့်ရအောင်။စနေအတင်းတို့လိုပဲယူဆတာပေါ့။သူကပါပြောလဲကြည့်ကြည့်ရအောင်။အာနမလေးရမတ်တဲ့20နှစ်မှာပါနော်ဘုရားသခင်ကအာဗြဟံဣဇက်ယာကုပ်တို့ရဲ့ဖျားဖြစ်တယ် သေသောသူတွေရဲ့ဖရာမဟုတ်ဘူးရှင်သောသူတွေရဲ့ဖရာဖြစ်တယ်လို့ပြောထားတာပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်အာပြဟံဣဇက်ရာကုတ်ကအခုကောင်းကင်ဘုံမှာရှင်တယ်ဆိုအသက်ရှင်နေပြီလားရောက်နေပြီလားအဲ့ဒါကိုဆိုလိုတာလားအိုက်ချင်းဝါယေရှုခရစ်တော်ဖာဇက်တူကေဒီယာမိတာဇက်တူကေဒီယာတည်ပြီးွားလို့ရှိရင်လူကပြီးွားရှင်မြန်ထမြောင်ပြင်မရှိဘူးဆိုတာအဲ့တော့ယေရှုခရစ်တော်သူက trick ပုံဥပမာတစ်ခုနဲ့ပြောတာမြေကို9ယောက်ရှိတယ်မိမတယောက်ကအကိုကြီးနဲ့ယူလိုက်တယ်အကိုကြီးတည်ွားလို့ရှိရင်ကလေးမရမဲ့တည် အငငယ်နဲ့ယူပါတယ်။နောက်ထပ်အငငယ်နဲ့ထပ်ယူရတယ်။မဲကလေးမရပဲတည်တယ်ဆိုလို့ရှိရင်ဒီလိုနဲ့အဲ့မိမ ဒီစုစုပေါင်း900လုံးတိတ်သွားပြီးတော့လင်900ယောက်ရှိသွားတယ်။ဒါပေမဲ့အဲ့ဒီမိမလည်းတိတ်သွားတဲ့အခါမှာကောင်းကင်ကိုရောက်သွားတဲ့အခါမှာအဲ့ဒီမိမဘသူရဲ့မယားဖြစ်လဲလို့ခရစ်တော်မေးတာ။အဲဆိုတော့အဲ့ဒါနဲ့ခရစ်တော်သူတို့ပြန်ပြောလိုက်တယ်။သင်တို့ကလည်းစံစာကိုမသိတယ်။ဖခင်ခင်တကူနားမလဲတဲ့အတွက်ကြောင့်မလို့ဒီလိုပြောတာဖြစ်တယ်လေ။ဘယ်စံစာကိုမသိလဲဆိုလို့ရှိရင်မိပညာတရားကားတဲ့လင်းနဲ့မယားကိုချိန်အောင်ထားတယ်။လင်းမသိမီတိုင်အောင်အဲ့ဒီမိမကတခြားလင်းနဲ့နေတယ်ဆိုလို့ရှိရင်ဒါမြောက်မှထားတဲ့မိမလင်းသေးသွားပြီဆိုလို့ရှိရင်တော့သူတို့နှစ်ယောက်ဆုပ်ချုပ်ဆိုထားတဲ့ marriage နဲ့စာချုပ်ကပြတ်သွားပြီ။ပြတ်သွားတဲ့အခါကျတော့နောက်မယားဖြစ်ပိုင်권ရှိတယ်။ဒါဆိုလို့ရှိရင်900လုံးတိတ်သွားပြီဆို လို့ရှိရင်ဘု து မယားဖြစ်တယ်ဆိုတော့ထမြောက်တဲ့ကာလကြာရင်ဘု து မယားမှာမဟုတ်တော့ဘူးယေရှုခရစ်တော်ဒုတိယကြိမ်ပြန်ကြွလာပြီးတော့ရှင်မြတ်ထမြောက်ခြင်းပေးပြီးတော့သူတို့ကောင်းကင်ဂျေရုဆလင်ကိုခေါ်ွားတဲ့ခါကြလို့ရှိရင်ဘု து ကဘု து မယားမှာမဟုတ်တော့အာရနဲ့အေးဝါလည်းမယားမဟုတ်တော့ဘူးဘု து မဲရစ်စာချုပ်တွေသဘောတူညီချက်စာချုပ်တွေအကုန်ပြက်ပြက်တော့နောင်ဘဝဆိုရမယ်အဲ့လိုနောင်ဟုတ်တယ်အဲ့တော့ထမြောက်တဲ့ကာလမှာလည်းထိတ်မြဆုံဖတ်ခြင်းမရှိကြဘူးတဲ့ထိတ်မြပေးစားခြင်းဆိုတာလည်းမရှိကြဘူးဒါကြောင့်မို့နှစ်တထောင်ကာလဒီကောင်းကင်ဂျေရုဆလင်မြို့မှာရှိနေတဲ့အချိန်ကာလပတ်လုံးမှာဒါကိုဘာလို့ခေါ်ဆိုမီလီနီကာလတက္ကနီဥပုပ်လို့ခေါ်တယ်အဲ့ကာလကျတော့ဘာလို့ဆိုတော့မြေကြီးအောက်မှာရှိတဲ့မြေကြီးပေါ်မှာရှိတဲ့သူတွေ မြေကြီးမှာတည်နေတဲ့သူတွေမတရားတဲ့သူတွေတရားစီရင်တဲ့ကာလအဲဟုတ်ပြီဒါပေမဲ့အဲ့နှစ်ထထောင်ကာလပြီးွားလို့ရှိရင်တော့ဘယ်ကိုပြန်လာမလဲဆိုတော့ရှင်ဒီတတိယအကြိမ်ဂျေရုဆလင်မြို့ကြီးနဲ့ဒီကောင်းကင်တဲ့မြေကြီးတဲ့မှာအုပ်စိုးတဲ့အချိန်ကာလကြလို့ရှိရင်တော့ဒါက marriage ပြန်လုပ်လို့ရပြီ marriage ဒါဘာကြောင့်လဲဆိုတော့ရှင် marriage ဒီလက်ထပ်ထိမ်းမြရဲဆိုတော့ ကျင့်ခြင်းမဟုတ်ဘူးဟုတ်တယ်ကွာများတာကောင်းတယ်လို့ပြောတာယေရှုခရစ်တော်ကကျင့်ခြင်းတွေကိုပဲဖြည့်ဆည်းလိုက်ဖို့ငိုကြွေးခြင်းအမင်္ဂလာတွေကိုပဲဖြည့်ဆည်းလိုက်ဖို့လာတာဟိုကောင်းခြင်းမင်္ဂလာဖြည့်ဆည်းဖို့လာတာမဟုတ်ဘူးဒါကြောင့်မလို့ဒီဇက်တုတ်ကဲတွေကိုပြပြခြင်းတဲ့အကြောင်းရင်းကထားမြောက်တဲ့ကာလမှာကျတော့ဒါကစိတ်မျက်စုံမြင်ခြင်းဆိုတာမရှိဘူးအမြဲတမ်းမရှိဘူးမဟုတ်ဘူးနောက်ဒီတတိယအကြိမ်ပြန်ကြွလာတဲ့အခါဒီကောင်းခြင်းမင်္ဂလာကြီးကိုလူကြီးပြစ်မှာနော်ဟုတ်တယ်ဖန်ဆင်းပြီးတဲ့အခါကျလို့ရှိရင်ရှိမယ်ဒါကြောင့်မလို့ကောင်းခြင်းတမင်ကြီးတွေကိုဖန်ဆင်းတယ်ဆိုတော့အာဗြဟံလည်းထားမြောက်မယ် ဤဆက်လက်ထားမြင်မယ်ရာကုတ်လည်းထားမြင်မယ်သူတို့ကလည်းနောက်ဆုံးသောကာလဒီထာရကာလပဲနော်အသက်ရှင်နေမဲ့သူတွေဖြစ်မယ်ဒါပေမဲ့အခုထားမြောက်ပြီလားဆိုတော့မထားမြောက်သေးဘူးနော်ဒါဝိတ်တောင်မှပဲမထားမြောက်သေးဘူးဒါကြောင့်မဖျားသိခင်ထားမြောက်တဲ့သူတွေကအသက်ရှင်မဲ့သူတွေရဲ့ဖျားဖြစ်တယ်လို့ဆိုလိုတာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ထားမြောက်ခြင်းဆိုတာရှိရဲလို့ဖာရိတ်အဆက်တူကြတယ်ပြပြဟုတ်ပြီ ဆိုတော့မယုံတဲ့လူတွေပေါ့နော်ဆိုတော့တကယ်တော့နော်ဒါပေမဲ့အခုထမြောက်သွားတာမဟုတ်ဘူးအခုထမြောက်သွားတာကောင်းကင်ကမှရှိတာမဟုတ်ဘူးမရှင်သေးဘူးမရောက်သေးဘူးစောင့်တာမဖြစ်သေးတဲ့အရာကိုလည်းဖြစ်ပြီးတော့အရာကဲတော့မှတ်တော်မူထတော်လို့ပြောတယ်မဖြစ်သေးဘူးဒါပေမဲ့အာဗြဟံအိဆက်ယာကုပ်ဆိုတာနောက်ဆုံးတော့ကာလမှာသာရအသက်ရှင်မှာဒါပေမဲ့အသက်ရှင်မဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မဖြစ်သေးတဲ့အရာဖြစ်ပြီးတဲ့အရာလို့မှတ်ပြီးတော့ဘုရားသခင်ပြောထားတာ ်ဒါကြောင့်မလို့ဗျာဒိတ်ချန်ထဲမှာဒီကဘာမတီမရှိမီတဲ့ကအသေးသက်ချင်းခံတဲ့တိုးတငယ်ဆိုတာတကယ်တော့တိုးတငယ်ဆိုတာအာရန်နဲ့အေဝအပင်အသေးကိုစားပြီးနှစ်၄00ကျော်မှအသေးခံတာဒါပေမဲ့အဲ့နှစ်၄00ဆိုတာဖရဲသခင်နဲ့ကြည့်မယ်ဆိုတော့ဒီနှစ်၃ညနှစ်ကနေနှစ်၄00ဆိုတာခဏလေးပဲဒါကြောင့်အဲ့ဒါမဖြစ်သေးတဲ့အရာဖြစ်ပြီးတဲ့အရာကဲ့သို့ပဲမှတ်လိုက်တာဖရဲသခင်အတွက်နော်ဒါကြောင့်မလို့ဖရဲသခင်က prophet တစ်ခုပြုလိုက်တယ်တစ်ခုပြုလိုက်ပြီဆိုတော့အဲ့ prophet ပြုချက်တစ်ခုကခက်ကလာတစ်ခုပြီးတစ်ခုမှပြည့်စုံတယ်ပြည့်စုံတယ်ဒါပေမဲ့အဲ့ဒါကိုဖရဲသခင်ကနောက်ဆုံးကြမှာပြည့်စုံမယ့်အရာပေါ့အစိုးရတည်းပြည့်စုံပြီးသလိုပဲဖျားခင်ထားတာဖျားခင်ညံတော့တအားကြီးရယ်ဆိုတော့ညံတော့ကြီးရယ်နော် know the begin uh, know the end before you start ဘာနာလို့ပုံစံမျိုးပါနော်အစောကိုကြိုသိနေပြီလေအစောကိုကြိုသိဖရားခင်တီတေးနေတို့တို့ရေဖရားမဟုတ်အသက်ရှင်တို့တို့တို့ရေဖရားဖြစ်တည်ဆိုတော့အာဂျမ်ပိုင်လေးကိုရှင်းပြတာဖြစ်တယ်ပေါ့နော်အဲ့ဒီရှင်းပြတဲ့အထက်မှာသူ့ရဲ့အတိတ်ကအကြောင်းအရာကတော့ဘာလဲဆိုရင်အာအာဗြဟံတို့နော်ဣသတို့ယာကုပ်တို့ရဲ့ဝိညာဉ်ကလည်းအခုတို့တွေရလည်းအိတ်နေစေ source slip တို့လည်းအိတ်နေစေတို့လည်းကောင်းကင်နိုင်ငံတို့မှာမရောက်သေးဘူးပေါ့နော် ပြီးတော့ဒီဒါဝင်းနေကြီးလည်းကောင်းကင်နိုင်ငံတော့မှမရောက်ဘူးကောင်းကင်မတက်သေးဆိုတဲ့အရာပေါ့နော်โอเคကျွန်တော်တို့နားလည်ရမှာကโอเคဒီနေရာမှာတို့ကအာဆိုဝိညာဉ်ကိုပြောတာလားအာခန္ဓာကိုယ်ကိုပြောတာလားဆိုတဲ့ဟာစဉ်းစားစရာဖြစ်တယ်โอเคခန္ဓာကိုယ်အရာခန္ဓာကိုယ်အရာဆိုရင်ဥပမာโอเคဒါဝင်းရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ခုနပြောတဲ့ဒီအရာအထက်မှာတေချာပြန်ကြည့်ကြမ်းချက်တွေ့တွေ့မှာပေါ့နော်ဒီရဲ့ဒါဝင်းရဲ့ခန္ဓာကိုယ်မစဉ်းပြန်ထားမြောက်သေးဘူး ဆိုရင်တော့ကျွန်တော်နားလည်လို့ရတယ်ပေါ့နော် all right ဒါပေမဲ့ဒါဝိရဲ့ဝိညာဉ်ကိုတခင်ယေရှုအတေခံတဲ့ချိန်မှာဒါဝိရဲ့ဝိညာဉ်တို့ကောင်းကင်နိုင်ငံဘုံမတက်သေးဘူးလားအခုနဒီအာဗြဟံတို့ယာကုပ်တို့အိဇာတို့ရဲ့ဝိညာဉ်တွေကိုကောင်းကင်မှာမတက်သေးဘူးလားဆိုတဲ့ဟာစဉ်းစားစရာဖြစ်တယ်ဒါပေမဲ့ဒေချာတော်တို့တခင်ယေရှုဘုံဥပမာပေးထားတဲ့လာဇရုနဲ့တထေကြီးထဲမှာအာဗြဟံကဒီနော် အဲကောင်းကင်နိုင်ငံတော့ပေါ့ကျွန်တော်တို့ယူဆရမယ့်နေရာပေါ့နော်ဘုရားတည်ရှိတဲ့နေရာမှာရောက်နေတယ်ဆိုတဲ့အနေထားဆိုတော့ alright သူ့ရဲ့ဝိညာဉ်ကအိတ်မနေပါဘူးပေါ့နော်ပြောချင်တာဒီဟာကိုဒီဒေါက်တာဟဲဗန်ကလည်းတခြားမိတို့မှပြောတာပေါ့အာဒါကဘုံဥပမာပြောနဲ့တခင်ကြီးဆိုပြောတာပါလေသူကပြောတာဒါဘုရားတော့ဒီအာဗြဟံရဲ့ဝိညာဉ်နဲ့မထမြောက်သေးဝိညာဉ်နဲ့ကောင်းကင်မှာရောက်သေးဘူးဆိုတဲ့အရာကိုသူကယူချင်တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ တခင်ယေရှုကဘုံဥပမာပေးပြီးတော့လူတွေကိုလမ်းဖားစေမဲ့ဘုံဥပမာကတော့မပြောတော့ပါဟုတ်တယ်မလားကျွန်တော်တို့အားလုံးသိပါတယ်ဟုတ်တယ်မလားတခင်ယေရှုရဲ့ဘုံဥပမာတိုင်းကလူတွေကိုလမ်းဖားစေမဲ့အရာတစ်ခုမှမရှိဘူးဆိုတော့တခင်ယေရှုကတော့နာမည်နဲ့လာစရုနဲ့ဒါရှင်းပြတဲ့အကြောင်းအရာဒါတက္ကန်တာပေါ့နော်ဆိုတော့ပြောချင်တာအာဗရာဟံရဲ့ဝိညာဉ်နဲ့မအိတ်နေခဲ့ဘူး။ Alright ပြီးတော့နောက်တစ်ခုမှကျွန်တော်တို့봐တွေ့နိုင်တယ်လဲဆိုရင်တခေစုတာပေါ်တောင်ပေါ်မှာစင်တရာပြောင်းနေတဲ့အချိန်မှာ봐တွေ့ရတယ်လဲဆိုရင်အာ မိုးစံနဲ့အေရိယာပေါ်လာတယ်လို့တွေ့ရတယ်မိုးစံနဲ့အေရိယာတခင်ယေရှုနဲ့စကားလာပြောတယ်လို့တွေ့ရတယ်အဲ့ဒါကိုတမန်တော်ကြီး၃ပါးပေတရုတို့ယာကုပ်တို့ယောဟန်တို့ကလည်းမြင်တယ်လို့တွေ့ရတယ်ဆိုတော့ all right တမဟောင်းမှာတည်ခဲ့တဲ့မိုးစံလည်းတွေ့ရပြီဒီမှာ all right ဒီကောင်းကင်နိုင်ငံမှာအရှင်လတ်လတ်တည်ခဲ့တဲ့အာဘရိုဖက်အေရိယာလည်းဒီမှာတွေ့ရပြန်တယ်ဆိုတော့ all right တို့ရဲ့ဝိညာဉ်တွေကတော့မအိတ်နေပါဟုတ်ပြီနော်အိတ်မနေပါဘူးဆိုတော့ရောင်းထင်းတဲ့အရာတွေကရောင်းထင်းတယ် all right ဆိုတော့အာ area တော့ဘာလို့ဆိုကောင်းကင်နိုင်ငံတော့မှာရောက်ထက်နေပြီပေါ့နော်ဆိုတော့ဒါလေးတွေပြီးတော့ကျွန်တော်တို့အာအားလုံးစိတ်ဝင်စားစရာကောင်းတဲ့အရာကစာလံအခန်းကျင်း28အခန်းငယ်အာ73မှာအကဲစင်စင် attention တို့သူတို့အနေအထားသာရဖရာယေရှုတော်ကတွေ့မြင်မိဟုတ်ယုံမှဆွေးလမ်းခြင်းရှိစာလံရေးတဲ့လူတယောက်ကနေပြီး attention တို့သူတို့ရဲ့နိုင်ငံတွင်ဆိုတဲ့အတုံးလုံးလေးဒါလေးကစိတ်ဝင်စားစရာကောင်းတယ် ်ဘာလို့လဲဆိုတော့အသက်ရှင်တော့တော်ရည်နိုင်ငံဆိုတဲ့ဘယ်နိုင်ငံဖြစ်မှာလဲဆိုတော့ဒီဟာကလောကမှာရှိနေခဲ့တဲ့လူကလောကမှာရှိနေတဲ့လူတွေကြားမှာအဲ့ဒါပဲဆိုလိုတာဒါယုတ်တိတော့ရှိတာပေါ့ဒါပေမဲ့တိထက်လောကမှာရှိတဲ့အရာအထက်ပါလဲသူကပါလဲအသက်ရှင်တော့တော်ရည်နိုင်ငံအသက်ရှင်တဲ့လူတွေရဲ့နိုင်ငံဆိုတာကောင်းကင်နိုင်ငံတော်ကိုဖော်ကျူးခြင်းတစ်ခုဖြစ်တယ်အဲ့ဒါကြောင့်ပဲဒီအာဖရာတခင်ဒီတင်းနေတို့တို့ဤဖရာမဟုတ်အသက်ရှင်တို့တို့ဤဖရာဖြစ်တယ်ဆိုတဲ့အရာက ဝိညာဉ်ရေးရာမှာအသက်ရှင်တဲ့ပုဂ္ဂိုလ်တွေရဲ့ဖခင်အထူးသဖြင့်ကောင်းကင်နိုင်ငံတော်မှာရောက်တဲ့ပုဂ္ဂိုလ်တွေရဲ့ဖခင်ဖြစ်ကြောင်းကိုကျွန်တော်တို့နားလည်ရတယ်။အဲဒါကြောင့်ဘာကြောင့်ဝိညာဉ်တွေကကောင်းကင်နိုင်ငံတော်မှာအရင်ရောက်ထနေတယ်လဲဆိုတဲ့ဟာကိုကျွန်တော်တို့ပြတိကြားအခန်းကြီး30မှာလည်းကျွန်တော်တို့ဘယ်လိုတွေ့ရတယ်လဲဆိုရင်ပေါ့နော်။အဲ့ဒီထဲမှာအခန်းကြီး30အခန်းငယ်၄မှာဆိုရင်ကျွန်တော်တို့ဘယ်လိုတွေ့ရတယ်လဲဆိုရင်အိုကေ။ဘာလင်းများကိုလည်းငါမြင်ပြီ။ ပလင်ပေါ်မှာထိုင်တော့သူတို့ဒီတရားစင်ရတော့အခွင့်ကိုရကြတယ်။ဒါရဲနဲ့သူယုတ်တူကိုမကိုးကွယ်သူတစ်စိမ့်လဲမှာကိုမဖူးနိုင်မှခံလက်နိုင်မှခံပဲနေရယေရှု၏တက်တဲ့ခံတော်မူခြင်းနဲ့ဖခင်ခင်နှုတ်ကပတ်တော်ကြောင့်လဲပင်ဖြတ်ချင်းခါရတော့သူတို့ဤဝိညာဉ်များကိုငါမြင်၏။သူတို့ဒီအသက်ရှင်၍အနှစ်တထောင်ပတ်လုံးခရစ်တော်နဲ့သူစိုးစံကြရ၏။စိုးစံကြ၏။သူဒီနေ့မှာကျွန်တော်တို့ကြည့်တဲ့အချိန်မှာအပြာဒိတ်ချမ်းကိုရေးတဲ့ယောဟန်ကသူ့ရဲ့မြင်ပြီးသား ကောင်းကင်နိုင်ငံတော်မှာပလင်နော်ဖရာသခင်တည်ရှိတဲ့နေရာမှာပလင်တွေကိုမြင်တယ်အဲ့ဒီမှာရောက်နေတဲ့ဝိညာဉ်တွေရှိတယ်အဲ့ဒီဝိညာဉ်တွေကပါလေလောကမှာအသက်ရှင်တုန်းကခရစ်တော်ကြောင့်အသေးခံခဲ့တဲ့လူတွေရဲ့ဝိညာဉ်တွေမြင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဓမ္မချမ်းစာရကုန်ထိုက်ကွာဟွန်းကျွန်တော်လောကမှာတက်အာယုံယေရှုကိုယုံကြည်ခဲ့တဲ့ပုဂ္ဂိုလ်တွေယေရှုကြောင့်အသေးခံခဲ့တဲ့ပုဂ္ဂိုလ်တွေသူတို့တည်လွန်တော်တဲ့အချိန်မှာသူတို့ကကောင်းကင်နိုင်ငံကိုရောက်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဟုတ်လား အကြောင်းဝိညာဉ်နေရာကြော်ရောက်နေတယ်ဒီနေရာမှာကျွန်တော်ရဲ့ဆရာဒေါက်တာဟဲမန်ကဒီဖယားတခင်ရဲ့ဆိုတဲ့တမခရစ်တော်ကိုတိုင်ကပြောတဲ့ဖယားတခင်ဒီတင်းနေတော့သူတို့ရဲ့ဖယားမဟုတ်โอเคအသက်ရှင်တော့သူတို့ရဲ့ဖယားဖြစ်တယ်တမတဲ့အသက်ရှင်တော့သူတို့ရဲ့ဖယားဖြစ်တယ်ဆိုတဲ့နေရာမှာဟုတ်လားကျွန်တော်လူသားတွေကအာငါတို့ချိန်မှာလောကမှာအသက်ရှင်နေတဲ့ငါတို့လူသားတွေရဲ့ဖယားထဲပဲပြောလို့မရအောင်เนาะဟုတ်လားဖယားဆိုတဲ့အရာအားလုံးရဲ့ဖယားရှင်ဖြစ်တယ်အဲကြောင့် โอเคลูအထူးသဖြင့်ဒီနေရာမှာခရစ်တော်ပြောချင်တဲ့အရာကအသက်ရှင်တော့သူတို့ရဲ့ဖခင်ဖြစ်တဲ့ဆိုရဟတကယ်တော့မိုးစေတော့ sorry မိုးစေအပါဝံပေါ့နော်အီဇတ်တို့ယာကုပ်တို့အာအာဗြဟံတို့ကဒေခဲ့ကြပြီခန္ဓာကိုယ်ရဒေခဲ့ကြပြီဒါမဲ့သူတို့ဝိညာဉ်ကမတည်ဘူးသူတို့ကဝိညာဉ်ကမတည်တဲ့တော့ကြောင့်ကောင်းကင်နိုင်ငံမှာအတူရှိနေကြတဲ့တော့ဖခင်ခင်နဲ့အတူစိုးစံကြတဲ့တော့ကြောင့်အခုနကျန်းစာပြတိချခန်းချထက်ဆက်ခန်းကလေးမှာတွေ့တယ်သူတို့ဝိညာဉ်ကဖခင်ရဲ့တည်ရှိတဲ့နေရာမှာရောက်နေကြတဲ့တော့ကြောင့် အသက်ရှင်နေနေရเนาะအသက်ရှင်တော့သူတို့ရေဖရားဖြစ်တယ်ဆိုတော့ဒီနေရာမှာကောင်းကင်နိုင်ငံတော်ရောက်တဲ့ပုဂ္ဂိုလ်ရဲ့ဖရားဖြစ်ကြောင်းကိုပုံမထင်စားစေခြင်းပဲဖြစ်ပါတယ်အဲ့လိုပြောလို့ကျွန်တော်လောကမှာအသက်ရှင်နေကျွန်တော်လူသားတွေရဲ့ဖရားမဟုတ်ဘူးလို့ပြောခြင်းညင်းခြင်းမဟုတ်ပါဘူးဖရားဆိုရင်အကောင်ပလောင်အရာအလုံးရဲ့ဖရားဖြစ်ပါတယ်ဒါပေမဲ့ခရစ်တော်ရဲ့ contact က အာဗြဟံတို့ယာကုပ်တို့အိဇတ်တို့ခန္ဓာကိုယ်ဝါရတည်ပြီးမဲ့ဝိညာဉ်အရအသက်ရှင်နေကြတဲ့အတွက်ကြောင့်သူတို့နဲ့ကောင်းကင်နိုင်ငံမှာအတူတူသူတို့ကလည်းခရစ်တော်ကိုဆိုတော့ဘုရားကိုပုဂ္ဂိုလ်သုံးပါးဖန်တယ်ဆိုအတူတူကိုးကွယ်ကြတဲ့အတွက်ကြောင့်ဒီဘုရားရှင်ဟာတည်နေတဲ့ခန္ဓာကိုယ်အနေနဲ့ခန္ဓာကိုယ်မှာအသက်ရှင်သုံးလေးပဲကိုယ်ဘုရားဖြစ်တယ်မဟုတ်ဘဲနဲ့ဝိညာဉ်အနေနဲ့ကောင်းကင်နိုင်ငံမှာသာဝရဇိုးစံခြင်းတဲ့အဖြစ်ကိုယ့်ရဲ့ဘုရားဖြစ်ကြောင်းကိုရှင်ပြချတာဖြစ်ပါတယ်ဒီနေ့မှာတခင်ယေရှုကဒီစတုကဲရီနဲ့ဒီအမေအဖြစ်လုပ်တဲ့အပိုင်းဖြစ်ပါတယ် ဲ့တော့ဆာတူဂေရီယာဆိုရင်လည်းကောင်းကင်တမန်တွေရှိတာကိုလည်းသူတို့မယုံဘူးပြီးတော့အရှင်ပြန်ထမြောက်ခြင်းကိုလည်းမယုံပါဘူး all right အဲ့ဒါကြောင့်ခရစ်တော်ဘာဖြေထားလိုက်လဲအခုနဆရာဖတ်တော်တဲ့အတိုင်းပေါ့နော်ကျွန်တော်လူတယောက်မှမိန်းမတယောက်မှယောက်ျား9ယောက်ရှိတယ်ယောက်ျား9ယောက်ကတည်တယ်ဆိုတော့နောက်ဆုံးမိန်းမလည်းတည်တယ်ဆိုတော့နောက်ဆုံးရှင်ပြန်ထမြောက်ခြင်းတာတကယ်ရှိမယ်ဆိုနောက်ဆုံးအဲ့ဒီနေ့မှာဘယ်သူရဲ့ဖခင် sorry ဘယ်သူရဲ့ယောက်ျားဖြစ်မလဲနော်ဘယ်သူကသူ့ယောက်ျားဖြစ်မလဲပေါ့နော်မိန်းမတယောက်နဲ့ယောက်ျား9ယောက်ဆိုတော့ အဲ့ဒီမိမတရားကိုယောက်ျားဘယ်သူဖြစ်မှလဲတော့ခရစ်တော်ကိုလာစုံစမ်းကြတဲ့ချိန်မှာခရစ်တော်ပါပြောလဲတကယ်ရှင်းပြန်ထမြောက်တော်ပြီပြီဆိုရင်ကျွန်တော်တို့အားလုံးခန္ဓာကိုယ်နဲ့ဝိညာဉ်ပြန်ပေါင်းတော်တဲ့နေ့မှာဆိုရင်အဲ့ဒီကောင်းကင်နိုင်ငံတော်မှာကျွန်တော်တို့လက်ထပ်ထင်မြန်ခြင်းဆိုတာမရှိဘူးဆိုတော့ရိုးရိုးလေးနဲ့ရှင်းပြန်ထမြောက်ခြင်းရှိတဲ့အကြောင်းကိုထည့်ပေးလိုက်တယ်တင်ပေးလိုက်တယ်ပြီးတော့တစ်ဖက်မှာပါပါဖို့ပါရစ် sorry စတုကဲတွေကိုဘယ်လိုပြောလိုက်တယ်လဲဆိုရင် ကောင်းကင်နိုင်ငံတော်မှာเนาะစင်ကြံထမ်းရောက်ခြင်းဝိညာဉ်နဲ့ခန္ဓာကိုပေါင်းတော်ပြီးတဲ့အချိန်မှဆိုရင်ကျွန်တော်တို့အားလုံးဟာပါလဲကောင်းကင်တမန်တွေကဲ့သို့ဖြစ်မယ်ဆိုတော့ကောင်းကင်တမန်တွေတည်ရှိခြင်းကိုလည်းခရစ်တော်ပြောပြပေးလိုက်တယ်လို့ဒီဒီကျွန်တော်တို့ကောင်းကင်နိုင်ငံမှာအားလုံးဝိညာဉ်နဲ့ခန္ဓာပေါင်းပြီးမှစင်ကြံထမ်းရောက်ခြင်းနဲ့ရှိတဲ့အကြောင်းကိုပြောပြပေးခြင်းဖြစ်တယ်အဲတော့စတုကဲရီယာဆိုရင်သူတို့ကဘာကိုမယုံတလဲဆိုရင်ကျွန်တော်တို့ကအာ ဒါမှမဟုတ်သူအခန်းကြီးလေးအခန်းငယ်၄မှ၃မှဆင်တဲ့ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုဒါမှမဟုတ်ရဟောပြောတဲ့အချိန်မှာဒီစတုကဲတွေရဲ့စကားများတယ်မယုံချင်ကြဘူးဒါမှမဟုတ်ကိုလည်းဖန်ဆီးခဲ့တဲ့အဖွဲတွေဖြစ်တယ်ပြီးတော့ဒါမှမဟုတ်ကျန်အခန်းကြီး sorry နော်ဒါမှမဟုတ်ကျန်အခန်းကြီးအာ၂၃အခန်းငယ်၈မှဆင်တဲ့ ဖာရီဆဲတွေနဲ့စတုကဲတွေကဒီအဖွဲ့နဲ့ဖွဲ့အကျိုးလိုမျိုးတွေဖြစ်တယ်။အဖွဲ့အစည်းချင်းမတူဘူးเนาะ။အကျိုးပါတာမှာအရေးပါတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဒီပုဂ္ဂိုလ်တွေကတခိအဘိုးတို့ကနေပြီးမှခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းကိုဟိုးပြောလာတဲ့အချိန်မှာတို့ကမယုံကြည်ချင်တာနဲ့ပါတယ်။ဘိုးလို့ကိုမယုံတာနဲ့ဘိုးလို့ရဲ့စကားကိုမယုံတာနဲ့အကြောင်းလဲပါတဲ့တော့ကြောင့်ဘိုးလို့ကိုပြစ်တင်တဲ့အချိန်မှာတရားစီရင်ဖို့လုပ်နေတဲ့အချိန်မှာဘိုးလို့ကငါလဲဖာရီဆဲဖြစ်တယ်။ငါကဒီကောင်းကင်တမန်တွေရှိတာကိုလည်းငါယုံတယ်။ရှင်ပြန်ထမြောက်ခြင်းရှိတာကိုလည်းငါယုံတယ်ပြောတဲ့အချိန်မှာ ဖာရီရှဲတွေကပြန်လန့်တော့ဟာသူကငါတော့အပေါင်းအဖို့ပဲစတာဖြစ်ပေါ့နော်စတကဲတွေကကျတော့အဲ့ဒါတွေမှယုံနေတော့ကြောင့်နောက်ဆုံးဘောလုံးကိုတရားစီရင်မြန် point နဲ့ point တောင်မှထချမ်းကိုရတော့တည်တယ်ကျွန်တော်အဲကြောင့်ပြောချင်တာကခုနအာဒေါက်တာ heaven peace ဆိုတော့တဲ့အပိုင်းမှာနော်ဖယားနိခင်ကဒေတော့တို့ရဲ့ဖယားမဟုတ်အသက်ရှင်တော့တို့ဒီဖယားဖြစ်တယ်ဆိုတဲ့အကြောင်းဟာဒီဣဇတ်တို့ယာကုပ်တို့အာဗြဟံတို့ရဲ့ဝိညာဉ်တွေ ကောင်းကင်နိုင်ငံတော်မှာမရောက်သေးဘူးဆိုတဲ့အကြောင်းကိုဆိုလိုခြင်းမဟုတ်ပါဘူးเนาะဘာလို့လဲခုနပြောခဲ့တယ်လို့ပဲဖာရာတို့ပြောခဲ့တယ်လို့ပဲကောင်းကင်နိုင်ငံမှာရှင်လာလာတက်ခဲ့တဲ့ဖွဲ့လူရှိတယ်အကောင်းကင်နိုင်ငံမှာဝိညာဉ်အရင်ရောက်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဗျာဒိတ်ချအခန်းချင်းနဲ့ဆယ်မှာပြီးတော့အထူးသဖြင့်အာဒါမဟုတ်တဲ့အေလီယာနဲ့မိုးဆယ်တို့လည်းသခင်ယေရှုနဲ့စကားလာပြောတဲ့အကြောင်းတော့ ကောင်းကင်နိုင်ငံတို့ဟာဒါဖရားရဲ့ပိုင်တယ်ဖြစ်တဲ့အတွက်ကြောင့်လူမျက်စိနဲ့မြင်နိုင်တော့မြင်နိုင်တဲ့အရာမျိုးဖရားနဲ့ရှိနေနေရဟာကောင်းကင်နိုင်ငံတို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ့ဒီမှာတောင်မှတကီဆိုးလာရောက်စကားပြောတာကိုကြည်ချင်းသားဖြစ်ဝိညာဉ်တွေအကုန်လုံးအိတ်နေကြတာမဟုတ်ပဲနဲ့နောက်ဆုံးတော့ခရစ်တော်ရဲ့ဒုတိယအကြိမ်ပြန်ကြောလာတာကိုပဲအကုန်လုံးကစောင့်နေတာမဟုတ်ဘူးဆိုနေတာပေါ့နော်ပြောချင်တာတချို့တော့လူတွေအတွက်ငါတို့လူတွေအတွက်ပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က ခရစ်တော်ရဲ့ဒုတိယအချိန်ပြန်ကြောလာတဲ့အချိန်ကငါတို့အားလုံးကစောင့်နေတာဖတ်နေဒါပေမဲ့အားလုံးတို့အားလုံးတို့လူတွေရဲ့ဝိညာဉ်တွေအိတ်နေတော့မဟုတ်ဘူး soul sleep doctrine ဆိုတာဓမ္မကျမ်းစာရလွှဲမှားတဲ့အရာဖြစ်တဲ့အကြောင်းဒီဟာလေးကိုပြောပြပေးချင်ပါတယ်เนาะဆိုတော့ဝိညာဉ်တွေကျွန်တော်တို့ခရိယန်အတုံးများများယုံကြည်တဲ့အတိုင်းကျွန်တော်ရဲ့ခန္ဓာကိုယ်ဒေလွန်သွားရင်မြင်ဖို့ဖြစ်သွားတော့ညာလည်းပဲခန္ဓာကိုယ်နဲ့မှာပေါင်းခင်ကလေးကเนาะခရစ်တော်ဒုတိယအချိန်ပြန်ကြောလာတဲ့အချိန်မရောက်ခင်ကလေးကကျွန်တော်တို့ကအာ အဟိဘရဲဩဝါဒစာမှာအခန်းကြီး9မှာခန်းငယ်29မှာကျွန်တော်တို့လူတီတချင်းတဲတေရွေးတရားစီရင်ခြင်းကိုခံရတယ်လို့တွေ့ရတယ်။အဲ့ဒီထဲမှာကျွန်တော်တို့ကဒေတာနဲ့ကျွန်တော်တို့ကစီရင်ခြင်းခံရပြီနော်။ကျွန်တော်တို့ရဲ့ဝိညာဉ်ကစီရင်ခြင်းခံရပြီ။အဲ့ကြောင့်ကျွန်တော်ဝိညာဉ်ကစီရင်ခြင်းခံရတဲ့အတိုင်းယုံကြည်သူငါတို့ဖြစ်တဲ့တော့ကြောင့်ကောင်းကင်နိုင်ငံတော်ထက်နေမယ်။ခန္ဓာကိုယ်ကကြံခဲမယ်။ဟုတ်တယ်ခရစ်တော်ဒုတိယအကြိမ်ပြန်ကြောင်းလာတဲ့အချိန်မှာခန္ဓာနဲ့ဝိညာဉ်ပြန်ပေါင်းမယ်။ ါအားလုံးကျွန်တော်တို့အားလုံးယုံကြည်တဲ့အရာဖြစ်တဲ့ဒါပေမဲ့အခုစနေအတင်းတို့ရဲ့ယုံကြည်မှုကနော်ဝိညာဉ်ကလည်းဂျာနေတော့ခန္ဓာကိုယ်လည်းဂျာနေတော့ခရစ်တော်ပြန်ကြောဒုတိယခြင်းပြန်ကြောလာတဲ့အခါကျမှပဲအားလုံးကကောင်းကင်နိုင်ငံရောက်မယ်ဆိုတဲ့အယူအဆဖြစ်တယ်โอเคဒါလေးတွေကြွေးပြမှုလေးတွေပြောပြချင်တာပေါ့နော်ဆိုတော့အခုနဂျမ်းချက်ကိုသူအ내ပြန်သွားတာလွေးတယ်ဖခင်တခင်တည်နေတော့သူတို့ရေဖခင်မဟုတ်ဘူးအသက်ရှင်တော့သူတို့ရေဖခင်ဖြစ်တယ်ဆိုတဲ့ဟာက ကောင်းကင်နိုင်ငံတို့မှာရောက်နေတဲ့အာဗြဟံတို့အီဇတ်တို့ယာကုပ်တို့ခန္ဓာကိုယ်ဒေသောပေမဲ့သူတို့ဝိညာဉ်မတည်တဲ့အကြောင်းကတက်တည်ပြတာဖြစ်တယ်သူတို့ဝိညာဉ်က sleep အိတ်မနေကြတဲ့အကြောင်းเนาะအိတ်နေတယ်ဆိုတော့ကျွန်တော်တို့သိတဲ့အတိုင်းเนาะဒါဘာမှအကုန်သိတာမဟုတ်ဘူးအိတ်နေတာဆိုတော့တပူကဘာမှမသိဘဲနဲ့ဒီတိုင်းနေနေကြတာမဟုတ်ဘူးသူတို့ attention တော့သူတို့ဝိညာဉ်ကရှင်တန်လို့เนาะ alright ခန္ဓာကိုယ်ဂျန်ခဲတာပါဂျန်ခဲတာပါထားလိုက်တော့ ်ဒါနဲ့ခရစ်တိုအဂါတိုင်ပေါ်မှာဒီခါတဲ့အချိန်မှာဝိညာဉ်တွေတမဟောင်းထဲကအဖြောင်းမတိုးတိုးရဲ့အခန္ဓာကိုယ်ရဲ့အရှင်ပြန်ထမြောက်တယ်လို့တို့ကျွန်တော်တို့တွေ့ရတယ်နော်ရှင်မတဲ့အခန်းကြီးအထက်ဆက်ခွန်လေးမှာလာမတီးကျွန်တော်တို့တွေ့ရတယ်အဲကြောင့်တာကိုကြီးချင်းအဖြစ်ကျွန်တော်တို့โอเคတမဟောင်းကသူတို့သူမြတ်တွေเนาะသူတို့လည်းကောင်းကင်နိုင်ငံရောက်နေနေပြီသားသူတို့ရဲ့ဝိညာဉ်တွေအဲ့ဒီချိန်မှာတောင်မှရှင်ပြန်ထောင်းမြောက်နေဖွဲ့တွေတောင်ရှိတယ်เนาะပြီးတော့အာ အဲ့အဲ့အရေကိုကျွန်တော်တို့ကြည့်ချင်တာဖြစ်ဥဉ္ဉ်တိုင်းဥဉ္ဉ်တိုင်းက exit နေတော့သူတရားချင်းခရစ်တော်ပြန်ကြားလာတာကိုပဲစောင့်နေပြီးတော့ exit နေတော့ခန္ဓာကိုယ်နဲ့အိတ်နေခန္ဓာကိုယ်ကမြင်မှုဖြစ်ပြီးတော့ဥဉ္ဉ်နဲ့အဲ့ဒီမှာပဲအိတ်နေတာ so sleep အဲ့ဥဉ္ဉ်ကလည်းအိတ်နေပြီးတော့ဘယ်သူပဲဥဉ္ဉ်မှာ ကောင်းကင်မှာရတည်တဲ့ပုံစံဟာဆိုရင်အင်မတန်မှလွင်ပါတဲ့ရဖြစ်တယ်။ပြာဒိတ်ကြာအခန်းကြီး9တင်လေအဲ့ဒီမှာကြည့်ရင်မရေမတော့နိုင်တဲ့ကောင်းကင်နိုင်ငံမှာနော်ဒီကပါအတီးဒီကနေအရှင်းနောက်တော်မြောက်ကနေလာတဲ့ပုဂ္ဂိုလ်တွေဆိုတဲ့အမျိုးကဒါကောင်းကင်နိုင်ငံတို့ရောက်ပြီးသားပုဂ္ဂိုလ်တွေဆိုတဲ့အကျွန်တော်နားလည်ရမယ်။ပြာဒိတ်ကြာမှာလည်းကျွန်တော်အခန်းကြီး10အခန်းကြီး၄မှာလည်းဝိညာဉ်တွေရဖျားရှိမှာရောက်နေတဲ့အကြောင်းဂျန်တဲ့အပိုင်းတွေမှာလည်းအများကြီးတွေ့ရတယ်။ဒါတော့ခုနဇန်နေအတင်းတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအမြင်တစ်ခုထူးခြားတာပါလဲဆိုတဲ့ တခင်ယေရှုအာဒုတိယကျင်ပြန်ကြောလာတဲ့နောက်ပိုင်းမှာပြီးတော့ကောင်းကင်နဲ့မြေကြီးတစ်ကိုတည်ထောင်နေတယ်အဲ့ဒီချိန်ကျမှလက်ထပ်ချင်းနဲ့ပါပြန်ရအောင်မယ်တဲ့ဟာဆိုတော့တော်တော်လေးဒါခရိယန်တိုင်းကတော့ဒါမယုံပါဘူးဆိုတော့ပြောချင်တာကျွန်တော်တို့မှာခရစ်တော်ပြန်လာတဲ့ခရစ်တော်လာခြင်းကတည်းကခုပဲရှိတယ်လူစားတိခံခဲ့တဲ့ချိန်လာတာတယ်ဒုတိယကျင်ပြန်ကြောလာမယ့်အချိန်ဒါပဲဒုတိယကျင်ပြန်ကြောတဲ့အချိန်မှာအရာအားလုံးပြည့်ပြည့်စုံတဲ့အချိန်မှာကျွန်တော်တို့ဟုတ်တယ်ခုနပြောတဲ့ခန္ဓာနဲ့ဝိညာဉ်နဲ့အားလုံးပြန်ပူပေါင်းတဲ့အချိန် ဥညင်တွေကောင်းကင်ရောက်ပြီးသားဟာတွေပြန်နဲ့ဒီမှာနေကြီးမှာမြင်မှုဖြစ်နေတဲ့ဥညင်တွေပြန်ပူပေါင်းတဲ့အချိန်အဲ့ဒီအချိန်ကကျွန်တော်တို့ကအများကြီးပြည့်စုံတဲ့အချိန်ဖြစ်တဲ့အဲ့ဒါကြောင့်အဲ့ဒီအချိန်မှာအဲ့ဟာကိုကျွန်တော်တို့ကကောင်းကင်တစ်နေကြီးတစ်လို့ခေါ်တယ်အခုကဘာကြီးဟာမျိုးကိုတတ်တတ်ကြီးပြန်တည်ဆောင်တာမဟုတ်ဘူးဆိုတော့အနာကနဲ့ပတ်သက်ပြီးတော့အာဖြစ်ပျက်တဲ့အကြောင်းအရာတွေနဲ့နားလေပတ်သက်ပြီးတော့ဒီလိုအမြင်မတူတဲ့အပိုင်းလေးတွေကိုထားဝင်ချင်းဖြစ်တယ် သူအားလုံးသိထားရမှာက soul sleep doctrine ဝိညာဉ်ရာအခုချင်းဒီဘယ်သူရဲ့ဝိညာဉ်မှာကောင်းကင်မှာတက်သေးဘူးဆိုတဲ့အရာเนาะအခုသူတခုမှပြောသွားသေးတယ်နာဒါဝိရဲ့ဝိညာဉ်လဲ sorry ဒါဝိဒီကောင်းကင်မှာတက်သေးလို့ပြောတယ် alright ဒါဝိရဲ့ခန္ဓာကိုကောင်းကင်မှာတက်သေးမတက်သေးဘူးဖြစ်နိုင်တယ်ကျွန်တော်အားလုံးနားလဲတယ်ဒါပေမဲ့ဒါဝိရဲ့ဝိညာဉ်လဲကောင်းကင်မှာတက်သေးဘူးသူဝိညာဉ်လဲကောင်းကင်မှာတက်သေးတယ်လို့ကျွန်တော်ပြောလို့မရဘူးဘာကြောင့်ကျွန်တော်ပြောတယ်လဲဗျာတိကျအခန်းကြီး9 ကျူကျေအခုနဗျာတိချန်အခန်းကြီးထက်ဆယ်တော့အရာချီရင်ဝိညာဉ်တွေအားဖရာရဲ့ဘိုင်းဆိုင်နဲ့ဖရာနဲ့တက်ဆိုင်နဲ့ဖရာကိုယုံကြည်တဲ့လူတွေရဲ့ဝိညာဉ်တွေဟာဖရာအနာမှာခစားနေတဲ့ကြောင်းတို့ခန္ဓာကိုကြံခဲ့ပေမဲ့လို့လေအာတို့ရဲ့ဝိညာဉ်တွေဖရာအနာမှာရှိနေနေပြီဆိုရရာလေးတွေကိုဒီတော့အမြင်မတူတဲ့ယုံကြည်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ခရစ်ယာန်တွေကိုယ့်ရဲ့ယုံကြည်ချက်ကဘာလဲဆိုတဲ့ဟာကိုနားလည်ဖို့အရှင်းပြပေးခြင်းဖြစ်တဲ့နောက်နောက်မှာဆင်တောက်တာဟဲဗင်က အရန်တိုတယ်ဆေးတောက်တာဖြစ်တဲ့အရန်လေးစားရပါတယ်ဆိုတော့ဒါပေမဲ့တမချန်းစာနဲ့ပတ်သက်တဲ့သူ့ရဲ့အမြင်လေးတွေဘာရောတဲ့အရာလေးတွေရှိတယ်ဆိုတော့နောက်နောက်မှဆိုကျွန်တော် discussion နဲ့လုပ်ချင်တယ် welcome ပါတော့ဒါရဲ့လေးလာမှုကောင်းတယ်တမချန်းစာလေးလာမှုလည်းအရန်ကောင်းတယ်ဆိုတော့အဲနောက်နောက်မှလည်းကျွန်တော် discussion တွေလဲလာမှာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်